မင်္ဂလာပါရှင်ဆ iam မောဟောစီရဲ့စာလေးကိုဖတ်ပြမှာဖြစ်ပါတယ်စိတ်လွန်မြောက်မှုမရဘူးဆိုတာတခါတည်းရန်ကိုယ်တိုင်ရှိထားတတ်တဲ့ကျိုးတွေကြောင့်ပါလောကမှာလွန်မြောက်မှုဆိုတာကို အမျိုးစုံသတ်မှတ်ကြတယ်အတိတ်ပဲဖွင့်ဆိုကြတယ်ပတ်စံတွေအများကြီးရှိတာကလည်းလွန်မြောက်တာပါပဲအချိန်တွေအများကြီးရှိတာကလည်းလွန်မြောက်တာပါပဲ ဒါပေမဲ့စိတ်မလွတ်မြောက်ဘူးဆိုရင်ဘာတွေဘလောက်ပဲရှိရှိ တကယ်လွတ်မြောက်ခြင်းကိုမခံစားရပါဘူးစိတ်လွတ်မြောက်မှုမရဘူးဆိုတာတခါတရံကိုယ်တိုင်းရှိထားတတ်တဲ့အကျိုးတွေကြောင့်ပါတကယ်တမ်းစဉ်းစားကြည့်ရင်ကိုယ့်ဘဝမှာတန်လန်တန်လန်နဲ့ရှိထားမိတဲ့အကျိုးတွေရှိတတ်ပါတယ်ဘဝမှာကိုယ်တိုင်းရှိနောင်ထားမိတဲ့အရာတွေများရှိရှိတယ်အမျိုးစုံကျူးခုံဆိုတဲ့အခြေအနေအတိုင်းပေါ့ တစုံတယောက်ကိုမနာလိုတာသူနဲ့နှိုင်းရှင်တာကိုကိုကိုကအကောင်းဆုံးဖြစ်ရမယ်ဆိုပြီးတွေးနေတာအတိတ်ကအကြောင်းအရာတွေကိုလွှတ်မရှနိုင်တာအကုန်လုံးကိုစိတ်ကြည်နဲ့အောင် လုပ်ပေးဖို့ကြိုးစားနေတာကိုကိုကိုမယုံကြည်နိုင်တာခွင့်မလွတ်နိုင်တာအစိတ်အတောက်တွေကိုစိတ်မပြတ်နိုင်တာနင်မရှိရင်ငါမဖြစ်ဘူးလို့တွေးနေတာဒီလိုအရာတွေကကိုကိုရှိနောင်ထားတယ်သူကငါ့ကိုဒဏ်ရာတွေပေးခဲ့တယ်သူ့ကိုအယမ်းမုန်းတယ် သူဒုက္ခရအောင်ပြန်ကိုလုံမယ်ကိုကလိုချင်တာတွေရှိတယ်လို့ကိုကပြန်မေးချင်တာတွေကလည်းရှိနောင်မှုတွေပဲကိုကိုကိုပြန်မြင်အောင်ကြည့်ရင်ဘဝတစ်သက်လုံးမှာရှုပ်ထွေးစွာတင်းကျပ်စွာရစ်ပတ်ထားတဲ့ကြိုးထုံးကြီးတစ်ခုလိုမြင်ရမှာပါတချို့အရာတွေဟာထုတ်ပြလို့မရနိုင်လို့ဒါပဲတကယ်တော့စိတ်ထဲမှာ တင်းကျပ်ရှုပ်ထွေးကြက်ခဲနေတဲ့အထုံးကြီးလိုဖြစ်နေတာ ဒီလိုပုံစံနဲ့တနေ့တည်းရှင်သန်နေကြတဲ့သူတွေအများကြီးပါဒါကြောင့်အုံနောက်ကိုရှင်းထုတ်ဖို့လိုတယ်စိတ်အညစ်အကြေးတွေကိုရှော့ပြစ်ဖို့လိုတယ်စိတ်အမိုက်တွေကိုလဲဖို့လဲလိုတယ်အဲ့ဒီလိုပဲကျိုးတွေကိုလည်းဖြီးပေးဖို့လိုတယ်ကိုရှိထားမိခဲ့တဲ့ကျိုးတွေကိုနာမည်ပေးပါသားကဘသူကြောင့်ရှိခဲ့တဲ့ကျိုးလဲဘာအတွက်ရှိမိခဲ့တာလဲဘလောက်ကြာပြီလဲဘလောက်တင်းနေရှိထားခဲ့တာလဲအဲ့ဒီလိုပြန်မေးကြည့်ပါ ဘလို့ပဲဖြစ်ဖြစ်ကိုယ်တိုင်ရှိထားခဲ့တာမဟုတ်လားကိုကိုယ်တိုင်အတိဆုံးပါပဲဒါကြောင့်ကိုပါကိုရှိထားခဲ့တဲ့ကျိုးကိုပါကိုပဲပြန်ပြီးဖြေရမယ်ဖြတ်ရမယ်တချို့ကျိုးတွေရှိထားတာကြပြီအရန်လဲတင်းကျပ်နေပြီရှုပ်ထွေးနေပြီဒီကျိုးတွေကိုဘလို့ဖြတ်ရမလဲအချိန်ယူပြီးကိုဖြတ်ရမယ်တချို့ကတော့လွန်လွန်ကူကူလေးပြေသွားနိုင်တဲ့ကျိုးတွေရှိတယ်ဒါပေမဲ့ကျိုးဆိုတာနှောင့်ဖွဲတတ်တဲ့သဘောပဲလေ ရှိမိပြီဆိုမှတော့ဘယ်မှတော့လို့မရတော့ဘူးမလွတ်လပ်တော့ဘူးဒီဘဝရင်မကတန်တရာထိပါတားဆီးရစ်ပတ်ထားနိုင်ကြတာကုကူကူပြန်မေးကြည့်ပါကျိုးနဲ့အချီခံထားရတာမလေးလံဘူးလားမပင်ပန်းဘူးလားနာကျင်မနေဘူးလားနေရခက်ဘူးလားလို့ဘဝမှာကိုလုံးမပဲရမယ့်အရာတွေအများကြီးပဲကိုရှိထားခဲ့တဲ့ကျိုးကိုကိုတယောက်တည်းပဲပြန်ဖြေရှာနိုင်တယ် ်ဒီအတ္တိကစိတ်လွန်မြောက်မှုရရှိဖို့အတွက်ပထမဆုံးအဆင့်ပဲမလုံနိုင်မှုမထင်နဲ့နော်လုံနိုင်ပါတယ်ဘယ်ကိစ္စမဆိုလွယ်လွယ်ကူကူပြီးသွားတာပဲလို့ခံယူချက်ရှိရင်အဲ့ဒီလိုပုံစံနဲ့ပြီးသွားနိုင်တယ်ဒီအရာကတိတ်ခတ်တာပဲငါလုံနိုင်မယ်မထင်ဘူးလို့စဉ်းစားရဆိုရင်အဲ့ဒီအတိုင်းခက်ခဲနေတတ်တယ် ကျိုးတွေကိုတရှောင်းချင်းဖြီလျှော့လိုက်ရတဲ့အခါမှာစိတ်ရဲ့တက်တာမှု ပထမဦးဆုံးခံစားရလိမ့်မယ်။တချို့အရာတွေက အကြာကြီးတည်ဆောင်ထားဖို့မလိုအပ်ဘူးလေ။လွတ်ရှာတတ်ရမယ်။ကျိုးတွေတချောင်းချင်းပြတ်သွားတဲ့အခါမှာနေ့တစ်နေ့ကုံသွားတိုင်းဒို့မဟုတ်နေ့တစ်နေ့ဆလာတဲ့အချိန်တိုင်းငါဟာလွတ်မြောက်နေပြီ။ငါလုံနိုင်တဲ့ဆိုတဲ့စိတ်နဲ့ဝမ်းမြောက်စွာနှိုးထလာတာကို ခံစားရပါလိမ့်မယ်။ မွန်ဟောစင်2025နားဆင်ပေးတာကျေးဇူးတင်ပါတယ်ရှင်။